မင်္ဂလာပါခင်ဗျာဒီနေ့အတူတကွစူဇန်လီလာဟိုကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံတရားစီရင်ရေးစနစ်မှာပေါ့လေတရားလုံးဘက်ကနေအမှုတစ်ခုကိုဘလို့စတင်ကင်တွယ်ပြီးတော့အဆုံးထိတည်ဆောင်ထားတယ်လဲဆိုတာပါပဲပြည့်မှုရောတရားမှမှုနှမျိုးလုံးအတွက်ပေါ့အမှုစတင်တာကနေတရားရုံးအဆုံးအဖြတ်အထိအဆင့်တွေကိုချုံးငုံပြီးတော့အတွင်းကြချက်လေးလာကြည့်ကြရအောင်ဒီအချက်လက်တွေကတော့အပြီးကအဖြစ်ဥပဒေလောပါကိုစတင်ဝင်ရောက်မယ် လေလာသူတွေအဲအလုတ်တင်ရှေ့နေတွေအတွေ့ပြုစုထားတဲ့လက်ညွန်ချက်တစ်ခုကနေကောက်နှုတ်ထားတာပေါ့ဆိုတော့ဒီဆွေးနွေးမှုရဲ့ရည်ရွယ်ချက်ကတရားလိုရှေ့နေတယောက်ရဲ့ဟိုရှုပ်ထွေးလာတဲ့လုပ်ငန်းစဉ်တွေကိုရှင်းရှင်းလင်းလင်းနားလည်ထားဖို့ပါပဲ ဟုတ်ကဲ့ဟုတ်ကဲ့တကယ်တော့လေရာစရင်ရေလုံကန်းစင်မှာတရားလိုရဲ့အခန်းကဏ္ဍဟာအင်မတန်အရေးပါပါတယ်သူတို့ကအမှုတစ်ခုလုံးကိုစတင်မောင်းနေရသူတွေဖြစ်နေလို့ကိုဆိုတော့အဲ့ဒီလုံကန်းစင်အစင်းစင်ကို နားလေထားမှဥပဒေရဲ့ပေါအတွင်းမှာတရားမြတ်တမှုကိုဘလို့တောင်းဆိုရတယ်ဘလို့အခက်ခဲတွေရှိနိုင်တယ်ဆိုတော့ကိုပို့ပြီးတပိုးပေါက်နိုင်မှာပါဒါကစတွေ့တသက်မဟုတ်ဘဲနဲ့လေလက်တွေ့မှာတကယ်အသုံးဝင်တဲ့အသိပညာဖြစ်ပါတယ် ဟုတ်ကဲ့စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါဆိုပထမဆုံးအခြေခံကြတဲ့မေးခွန်းလေးနဲ့စလိုက်ရအောင်။အမှုတစ်ခုကိုဘယ်လိုစတင်ကြသလဲဗျာ။အဲပြမှုနဲ့တရားမမှုမှာအမှုစတင်တဲ့ပုံစံဘယ်လောက်များကွာခြားပါသလဲ။ဒီကွာခြားချက်ကချိန်နေရဲ့အစိုးပိုင်းလုပ်ငန်းစဉ်တွေပေါ်မှာတော့ဘယ်လိုတည်အောင်မှုရှိနိုင်မလဲ။အဲ့ဒီမှာအဓိကကွာခြားချက်ကတရားလိုဘယ်သူလဲဆိုတာတင်မကောက်ဘောနော်။အမှုရဲ့သဘောတဘာဝရောစတင်ရတဲ့လှုပ်ထုံးလုပ်နေကွာကွဲပြားနေတာပါ။ ြည်မှုပေါ်မှာဆိုရင်လေတရားလိုဟာနိုင်ငံတော်ဖြစ်နိုင်တယ်ဒါမှမဟုတ်ပုဂ္ဂလိကတို့ဖြစ်နိုင်တယ်ဥမာပြောရရင်လူတက်မှုတို့လူရက်မှုတို့လူရဲရဲပိုင်နဲ့ပြည်မှုကြီးတွေပေါ့အဲ့ဒါတွေမှာတော့နိုင်ငံတော်ကတရားလိုဖြစ်လေရှိပြီးတော့ရက်တက်ဖွဲ့ကစုံစမ်းစစ်ဆေးတယ်ပြင်တရားဆွဲဆိုတာမျိုးလို့တာပေါ့လေဒါပေမဲ့အသေးဒီဖြတ်မှုလိုမျိုးရဲအရေးမပိုင်တဲ့အမှုမျိုးတွေဒါမှမဟုတ်နင့်နာဘူးပုဂ္ဂလိကထိုးချင်းကကိုယ်တိုင်တရားဆွဲခြင်းတဲ့အခြေအနေမျိုးတွေမှာကြတော့ အဲ့ဒီ public က private complainer လို့ခေါ်တာဗောလေသူကိုယ်တိုင်ကတရားရုံးကိုတိုက်ရိုက်ဦးတိုက်ရှောက်ထားတိုင်တန်းရပါတယ်။အော်ဟုတ်ကဲ့ဒါကပြစ်မှုပိုင်းတရားမမှုမှာကြာတော့ရောဗျာတရားမမှုမှာတော့အများစုကနင်နာသူ public ကတူချင်းမော်နမို့ company ဖွဲ့စည်းတစ်ခုခုကသူတို့ရဲ့ခွင့်ရေးချိုးဖောက်ခံရမှုအတွေ့အမို့ဝါလေပတိငင်ဖောက်ဖျက်ခံရမှုအတွေ့တရားလို့အဖြစ်နဲ့တရားစွဲဆိုတာပါ စတင်တဲ့လုပ်ငန်းစဉ်ကလည်းလုံးဝကွဲပြားသွားပြီးပြစ်မှုမှာဆိုရင်သက်ဆိုင်ရာရဲစခန်းမှာ FIR လို့ခေါ်တဲ့တရင်ပေးတိုင်ကြားချက်ဖွင့်တာဒါမှမဟုတ်တရားရုံးကိုတိုက်ရိုက်တိုင်တန်းလာနေစပြီးတော့ရဲကစုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ရတယ်တရားမမှုမှာတော့အဲ့လိုမဟုတ်ဘူးတရားလော့ဘက်ကအမှုဖြစ်စဉ်အကြောင်းအရာအပြည့်အစုံရဲပြီးတော့ဘာတွေကိုတောင်းဆိုရဲဆိုတဲ့ကုစားမှု relief အချက်တွေပါဝင်တဲ့တရားဆွဲဆိုလွှာအဲ့ဒါကို complaint လို့ခေါ်တယ်ပေါ့နော်အဲ့ဒါကိုသက်ဆိုင်ရာတရားမယုံမှာတင်သွေးရပါတယ် ဒီတရားဆွဲဆိုလွာရေးဆွဲတာကတကယ်အရေးကြီးတဲ့အဆင့်ပဲအမှုတစ်ခုလုံးရဲ့အခြေရန်အုံးမစ်ကိုချလိုက်တာနဲ့အတူတူပဲ။အော်ဒါဆိုရင်ရှင်းနေတရားတွေအစောပိုင်းအခန်းကဏ္ဍကပြမှုနဲ့တရားမှုမှာတုံ့ုံလေးကွာသွားပြီပေါ့နော်။အဲ့ဒီတရားဆွဲဆိုလွာကအုံးမစ်ဆိုတော့တရားမှုမှာရှင်းနေတဲ့အခန်းကဏ္ဍကပို့ပြီးတော့ပြွာကြကြစဉ်းစားဖို့လိုအပ်မဲ့သဘောလားဗျာ။အတိအကျပဲရှင်။အဲ့မှုမှာပုဂ္ဂလိကတရားလို့အတွက်ရှင်းနေကကူညီရတယ်ဆိုရင်တော့ ဥပဒေကြံကြံပြောတာမျိုးတိုင်းတိုင်းချမ်းရေးဆွဲကူညီတာတရားရုံးမှာဥတိုက်လျှောက်ထားဖို့ကူညီတာရေလောက်ရတာပေါ့နိုင်ငံတော်ကတရားလိုဖြစ်တဲ့အမှုတွေမှာတော့နိုင်ငံတော်ရဲ့ဥပဒေရရှိတွေကတရားဆွဲဆိုတဲ့အပိုင်းကိုတာဝန်ယူဆောင်ရွက်သွားတာပါတရားမှမှုမှာတော့ရှင့်နေရဲ့အစိုးပိုင်းအခန်းကဏ္ဍကအလွန်ရေးပါတယ်ပြီးတော့တော်တော်ဗျူဟောင်မြောက်ဖို့လိုတယ်တရားလိုရဲ့နစ်နာမှုအခွင့်အရေးချိုးဖောက်ခံရမှုတွေကိုဥပဒေနဲ့ဘယ်လိုကန့်ညီအောင်တင်ပြမလဲဘယ်လိုကူဆမှုတွေကိုတောင်းဆိုမလဲ အမှုရဲ့အားသာချက်အာနယ်ချက်တွေကပါတယ်လဲဆိုတာကိုတေချာတုံးသက်ပြီးတော့ခိုင်မာတဲ့တရားဆွဲဆိုလို့ Flint ကိုရေးဆွဲရတာဒီဆွဲဆိုလို့ကလည်းတရားပြိုင်ကိုပထမဆုံးဖြစ်ခတ်လိုက်တဲ့ကြီးစံတက်တောင်လိုပဲအမှုတစ်ခုလုံးရဲ့ဥရိယာကိုဆုံးဖြတ်ပေးနိုင်တယ်တရားရုံးကဒီဆွဲဆိုလောကိုလက်ခံမှတ်ပုံတင်ပြီးပြီဆိုရင်တရားပြန်စီကိုတရားရုံးကနေချိန်းဆိုစင်စာပို့ပေးဖို့အဲ့ဒီစင်စာနဲ့အတူဆွဲဆိုလောမိသူကိုပူတွဲပေးဖို့ဖို့စီစဉ်ရတာပေါ့ဒါမှတရားပြန်ကသူ့ကိုဖိုင်းဆုံးတရားဆွဲတယ်ဆိုတာတိပြီးတော့ ခုခံခြေဖို့ပင်စင်နိုင်မှာလေဟဲ့ဒါမှတရားပြန်ကသူ့ကိုဘာကြောင့်တရားစွဲတယ်ဆိုတာတိပြီးတော့ခုခံခြေဖို့ပင်စင်နိုင်မှာလေဟုတ်ကဲ့ဟုတ်ကဲ့တရားစွဲဆိုလွားတင်တွင်းပြီးတော့အမှုစတင်လိုက်ပြီးစူကြပါစို့အဲ့ဒီနောက်မှာတော့အမှုခိုင်မအောင်တိဆုပ်ကအစင်ရောက်လာပြီပေါ့အဲ့ဒီမှာတတိယထောက်ထားစူဆောင်းတာကအဓိကလို့ပြောကြလေဗျာ ဒီအစ်မရှိနေတယောက်ရဲ့စဉ်စားပုံလှုပ်ဆောင်ပုံရဘလို့ရှိတင်ပါလဲဒီတိုင်းအချက်အလက်စုယုံပဲလားဒါမှမဟုတ်ဒီထပ်ပေါ်တဲ့နက်နဲမှုတွေရှိနေမလားဗျအဲ့လားတကယ်ကောင်းတဲ့မိကုန်မဲတက်တေအထောက်ထားဆုဆောင်နေဆိုတာကလေစီရင်ကောက်တလို့ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူးသူ့မှာနီးပြူဟာတွေစနစ်တကျလှုပ်ဆောင်မှုတွေအများကြီးပါဝင်တယ်ပထမဆုံးနဲ့အရေးကြီးဆုံးကတော့ အမှုတွေကပြိုးပြလာတဲ့အဖြစ်ပြက်တွေအခြေအနေတွေကိုဥပဒေရှုထောင့်ကနေစစ်စစ်ဆက်ဆက်သုံးသပ်စစ်ဆေးတာ fact analysis လုပ်တယ်ပေါ့ဒီစင်မှာဒီဖြစ်ပျက်ကတကယ်ပဲဥပဒေနဲ့ညီဆုံးရှိရလားရှိတယ်ဆိုရင်ဘယ်ဥပဒေရဲ့ဖယ်ပုံးမနဲ့အတိအကျအကျုံးဝင်တယ်လဲအမှုရဲ့အားသာချက်အားနည်းချက်ကဘာတွေလဲကိုယ့်ဘက်ကတတ်သိပြဖို့လုံလောက်တဲ့အထောက်အထားတွေရနိုင်ရှိရှိရလားဆိုတာဒီကိုအသေးစိတ်စဉ်းစားရတယ်ဒါကအမှုရဲ့ core legal theory ကိုတိစောက်တာပဲ ဒီအဆင့်မှာလမ်းကြောင်းမသွားရင်နောက်ပိုင်းမှာပြန်ပြင်ဖို့တော်တော်ခက်သွားနိုင်တယ်။ဟုတ်ကဲ့ဒေချာစစ်စစ်ပြီးတော့မှာဒီ oral evidence ပေါ့နော်စာရွက်စာတမ်းတသက်ခံ documentary evidence ပေါ့လူတသက်ဆိုတာကအမှုဖြစ်စဉ်ကိုကိုယ်တိုင်မြင်တွေ့ကြားသိကြုံတွေ့ခဲ့ရသူတွေပေါ့သူတို့ရဲ့ထွက်ဆိုချက်တွေကတော်တော်ရည်ကြီးတယ်သူတို့ကိုဆက်သွင်းမင်းများမိတော့သူတို့တိမြင်ချားတဲ့ချက်လက်လေးကိုစနစ်တကျမှတ်တမ်းတင်ထားရတယ်။သူတို့တရားခွင်မှာဘလူးထွက်ဆိုနိုင်မလဲဆိုတာကိုပါချုပ်တင်အကဲဖြတ်ထားရတာပေါ့လေ။ဟုတ်ကဲ့ စာရွက်စာတမ်းတက်တည်ခံရတော့ပဲ။ကုန်ကြစာတွေ legal notices တွေပေါ့ဓာတ်ပုံဗီဒီယိုမှတ်တမ်းနေစိတ်မှတ်တမ်းစီစာတွေနောက်ကျွမ်းကျင်သူရဲ့ထင်မြင်ချက်စီရင်ခံစာတွေ expert opinions တွေစာတွေအများကြီးပါဝင်နိုင်တယ်။ဒီတက်တည်ခံတွေကိုရှာဖွေစူးစမ်းရုံတင်မကောက်ဘူး။တရားရုံးမှာဥပဒေနဲ့အညီတင်သွင်းနိုင်မှုအတွက်မူရင်းဟုတ်မဟုတ်တရားဝင်မှုရှိမရှိစစ်ဆေးပြီးတော့စနစ်တကျပြင်ဆင်ထားဖို့လိုရဲ့။ တခါလေအရေးကြီးရဲ့စာရွက်စာတန်းတစ်ခုကတစ်ဖက်အမှုတွေလက်ထင်းမှာရောက်နေတာမျိုးရှိတတ်တယ်။အဲ့ဒါမျိုးဆိုရင်တရားရုံးကနေစင်တင်ပြခိုင်းမှုလုံဆောင်လာတာမျိုးတွေလည်းရှိရပါဘူး။အဲဒီလိုအချက်လက်တွေတက်တည်တွေစူးစောင်းနေတဲ့တစ်ချိန်တည်းမှာပဲဟောလေဥတွေပိုင်းဆိုင်ရာဒုရေသနာ legal research ကိုလည်းအပြိုင်လုံဆောင်နေရမှာပေါ့နော်။ဒီ legal research ဆိုတာကတော့ဘလောက်အရေးပါပါသလဲ။အိုးအလွန်အရေးပါတာပေါ့။ legal research ဆိုတာကလည်း ကိုအမှုနဲ့သက်ဆိုင်တဲ့ဥပဒေပုံမာတွေကိုတည်ယုံတတ်တယ်မဟုတ်ဘူးဒီပုံမာတွေကိုတရားရုံးချုပ်အစဉ်စဉ်ကဘယ်လိုအတိတ်ပဲခွင့်ဆိုခဲ့တယ်လဲအလားတူအမှုတွေမှာဘယ်လိုဆုံးဖြတ်ချက်တွေချမှတ်ခဲ့တယ်လဲဆိုတဲ့စီရင်ထုံးတွေပေါ့ precedence ဒါမှမဟုတ် case law လို့ခေါ်တာပေါ့အဲ့ဒါတွေကိုရှာဖွေလေ့လာတာဖြစ်တယ်ဒါအပြင်ဥပဒေပညာရှင်တွေရေးသားထားတဲ့ jam တွေစောင်းမားတွေကိုလည်းလေ့လာရတယ်အဲ့ဒီ legal research ခွန်းနဲ့ရလာတဲ့အချက်လက်တွေက ိုအမှုရဲ့အချက်အလက်တွေကိုဥပဒေအရဘလို့အားကောင်းအောင် တင်ပြမလဲတဖက်အမှုသည်ရဲ့ခြေဘက်ချက်ဤကိုဘလို့တံပြန်ခြေပြမလဲဆိုရဲနီးပြူဟာတွေကိုချမှတ်ရမှာအထူးကအခြေခံဖြစ်ပါတယ်အမှုတစ်ခုကအစအဆုံးပြောင်းလဲနိုင်တဲ့အခြေအနေတွေရှိတတ်တယ်လို့ legal research ဆိုတာကလည်းတခါလောက်ပြီးရထားလို့မရအောင်အမှုရဲ့ဒိုးတက်ပြောင်းလဲမှုတွေနဲ့ညီစက်တိုက်လှုပ်ဆောင်နေရတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။အခုဆိုရင်အမှုအတွက်တည်တည်ကြကြပြင်ဆင်မှုတွေလုပ်ပြီးသွားပြီ။တည်တည်တွေ အထောက်ထားတဲ့ဥပဒေအချက်အလက်တွေအလုံးအသိချစ်ပြီးဆိုကြပါစို့နောက်တစ်စင်ကတော့တကယ်တရားဝင်အခန်းကဏ္ဍပဲ TV တွေရုပ်ရှင်တွေထဲမှာတွေ့နေရသလိုပဲတကယ်ပဲစိတ်လှုပ်ရှားစရာအကျိတ်အနဲ့ရှိမြပိုက်ပါလေဒါပေမဲ့တရားဝင်တဲ့မဝင်ခင်ပြင်ဆင်မှုတွေကအလုံးအရေးကြီးတယ်လို့ကြားတယ်ဗျာဘလို့ပြင်ဆင်မှုတွေပြုလုပ်ရပါတယ်လေဟုတ်ပါတရားခွင်ဆိုတာကပြည့်စက်ခုံလိုပဲပြင်ဆင်မှုမပါဘဲနဲ့တက်ရောက်လို့လုံးဝမဖြစ်ဘူး အဓိကဖြင့်ဆင်ရတာကတော့ကိုဘက်ကတင်သွင်းမဲ့တက်သေးတွေပဲသူတို့ကိုလေတရားခွင်ရဲ့အငွေအသက်လှုပ်ထုံးလုံးနေတဲ့အချွမ်းဝင်ဖြစ်အောင် ရှင်နေကဘလို့မေးခုံးတွေမေးနိုင်တယ်တဖက်ရှင်နေကဘလို့စစ်စစ်မေးမြန်းနိုင်တယ်အဲ cross examination ပေါ့နော်အဲ့လာတွေကိုကြိုတင်ရှင်းပြထားဖို့လိုတယ် ီလိုလေ့ကျင့်ပေးတဲ့ဆိုတာကလင်ယာဖို့တင်ပေးတာလုံးဝမဟုတ်ဘူးနော်အမှန်တရားကိုတရားခွင်မှာကြောက်ရွံ့မှုမရှိဘဲယုံကြည်ချက်ရှိရှိရှင်းရှင်းလင်းလင်းနဲ့တည်တည်ငြိမ်ငြိမ်ထွက်ဆိုနိုင်အောင်ပြင်ဆင်ပေးတာပါသူတို့ရဲ့ထွက်ဆိုချက်တွေကကိုယ့်အမှုအတွက်အရေးပါတာကြောင့်သူတို့စိတ်ပိုင်းဆိုင်ရာရပါအဆင်ပြေထင်နေဖို့လိုတယ်လေဟုတ်ကဲ့ဟုတ်ကဲ့တက်တွေကိုပြင်ဆင်တာပြင်တခြားပါးတွေပြင်ဆင်ရသေးလေဗျာနောက်တစ်ခုအရေးကြီးတဲ့ပြင်ဆင်မှုကတော့ အမှုစဖွင့်တဲ့အခါပြောမယ့်စတင်တင်ပြချက် opening statement နဲ့တတ်သေးတဲ့အကုန်စစ်ဆေးပြီးအဆုံးသတ်မှာပြောမယ့်အဆုံးသတ်လျောက်လျချက် closing argument ပေါ့အဲ့ဒါတွေကိုကြိုတင်ရေးဆွဲပြင်ဆင်ထားတာပါပဲ opening statement မှာကိုယ့်အမှုရဲ့အဓိကအချက်တွေကဘာတွေလဲဘလို့အထောက်ထားတွေနဲ့ဘလို့တတ်သေးပြသွားမလဲဆိုတဲ့အမှုရဲ့လမ်းပြမိပုံကိုတရားသူကြီးနဲ့တရားခွင်ကရှင်းရှင်းလင်းလင်းမြင်သွားအောင်တင်ပြရတာ closing argument ကတော့အမှုတစ်ခုလုံးရဲ့ပိတ်သိမ်းပွဲလိုပဲတင်ပြခဲ့တဲ့သက်သေထွက်ဆိုချက်တွေအထောက်အထားတွေဥပဒေအချက်လက်တွေကိုပြန်လည်ချိတ်ဆက်သုံးသပ်ပြီးတော့ကိုတောင်းဆိုချက်အတိုင်းဘာကြောင့်အမိန့်ချမှတင်တယ်ဆိုတာကိုအကျိုးကျောင်းခိုင်ခိုင်မာမာနဲ့အပိတက်တင်ပြလောက်လဲရတာပါဒီနှစ်ခုလုံးကတရားသူကြီးရဲ့စဉ်းစားဖို့ကိုလွှမ်းမိုးနိုင်တဲ့အရေးကြီးတဲ့အခွင့်အရေးတွေဖြစ်တယ်လေကောင်းပြီဗျာပြင်ဆင်မှုတွေအလုံးအစင်သင့်ဖြစ်ပြီးတရားခွင်ထဲရောက်ပြီဆိုရင်တော့ တရားလို့ရှိနေကဘလို့အဆင့်တွေနဲ့သူ့အမှုကို တင်ပြတယ်လေအဲ့ဒီအဓိကအဆင့်တွေကိုတခုချင်းစီ ရှင်းပြပေးပါလားဗျာအင်းတရားခွင်အတွင်းကလုပ်ငန်းစဉ်ကတော့စနစ်တကျရှိပါတယ်ပရမဆုံးစဉ်ကတော့ခုနပြောခဲ့တဲ့ opening statement ပါပဲတရားလို့ရှိနေက အမှုရဲ့အနစ်ထုတ်ကိုတရားသကြီးနားလည်အောင်ရှင်းပြတယ်ပြီးတော့ဒီအမှုကိုဘယ်တက်တယ်ပဲအထောက်ထားတယ်နဲ့ဘလို့တက်တယ်ပြသွားမယ်ဆိုရယ် strategy ကိုချပြတာပေါ့ဒါကပရမဆုံးအထင်အမြင် first impression အတော့ရည်ကြည့်တယ်လीဟုတ်ကဲ့ opening statement ပြီးရတော့တတိယအဆင့်ကတက်တည်စစ်ဆေးခြင်းလို့ခေါ်တယ်။ဒါကကိုယ့်ဘက်ကခေါ်ယူထားတဲ့တက်တည်တွေကိုစတင်မေးမြန်းတဲ့အဆင့်ပါ။ရည်ဝေချက်ကတော့အမှုနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်လက်တွေကိုသူတို့စီကနေထွက်ဆိုလာအောင် မေးမြန်းပြီးတော့တရားရုံးရဲ့တရားဝင်မတန် record မှာအတိအကျပါဝင်စေဖို့ပါပဲ။ဒီအဆင့်မှာအရှိန်ကတက်တည်ကိုဥဆောင်မေးခွန်း leading question မျိုးမမေးရဘူး။တက်တည်ကိုသူ့အတွေ့အကြုံအတိုင်းလွတ်လွတ်လပ်လပ်ရှင်းပြစေရတာ။ ရှင်းနေအလုတ်ကလူအပ်တဲ့အချက်လက်တွေအားလုံးထွက်ပေါ်လာအောင်မန်ကန်တဲ့မိခိုးနေနဲ့လမ်းကြောင်းပေးဖို့ပါပဲကိုတက်တဲ့ကိုမင်းမြန်ပြီးသွားရင်တော့တဖက်တရားပြန်ရဲ့တက်တဲ့တွေကိုမင်းများရတဲ့အစင်ရောက်ပြီပို့အဲ့လာကတော်တော်လေးအကျိတ်အနယ်ရှိမဲ့ပုံပဲ cross examination လို့ခေါ်တယ်နော် အဲ့ဒီကြောင့်နည်းနည်းလေးထပ်ရှင်းပြပေးပါဦး။စင်နိုင်တဲ့အရေးကြီးဆုံးအဆင့်တည်တဲ့တာတစ်ခုလို့ပြောလို့ရတယ်။ဒီနေရာမှာတရားလိုရွှေ့နေကတရားပြိုင်ဘက်ကတင်သွင်းတဲ့သက်တည်တွေကိုမေးခွန်းတီမေးမြန်းခွင့်ရပါတယ်။ယူရိုချက်တွေကတော့အမျိုးမျိုးရှိနေတာပေါ့။သက်တည်ရဲ့ထွက်ဆိုချက်တွေမှာအာနေချက်တွေ၊ရွတ်တီမတန်မှုတွေ၊ကွဲလဲချက်တွေရှိနေသလားဆိုတာဖော်ထုတ်ဖို့သက်တည်ရဲ့ယုံကြည်ခိုးဆောင်နိုင်စွမ်း credibility ကိုမေးခွန်းထုတ်ဖို့ပါလေ။ဒါမှမဟုတ်အောင်အိုးစရာကောင်းတာကဒီခါလေးမှာလေ။ တဖက်သက်သေစီကနေကိုအမှုကိုအထောက်ကူဖြစ်မဲ့အချက်အလက်အပိုင်းအစာလေးတွေထောက်ယူဖို့စ조사တာမျိုးလည်းဖြစ်နိုင်တယ်။ဒီစစ်မှာတော့ဥဆောင်မေခွန်းနေမေခွန်းရှိတယ်။ဒါပေမဲ့အလွန်သတိထားရတယ်။မေခွန်းတစ်ခုမာယွင်သွားတာနဲ့ကိုအမှုကိုတော့ထိခိုက်သွားစေနိုင်တယ်လေ။ဒါကြောင့် cross examination ဆိုတာကအနုကိညာတစ်ခုလိုပဲ။အတွေ့အကြုံဘဟုသူတလိမြန်တဲ့ဉာဏ်ရည်နဲ့သက်သေတွေအများကြီးလိုအပ်တယ်။တကယ်ကိုစင်ခေါ်မှုများတဲ့အဆင်ပဲနော်။အဲ့ဒီ cross examination မှာရှင်းနေဒီလုံးမိတတ်တဲ့အကြီးမားဆုံးအမားမျိုးက ဘာဖြစ်နိုင်မလဲဗျကိုအမှုကို ပြန်ထိခိုက်စေနိုင်တဲ့အမားမျိုးပေါ့အင်းဖြစ်တတ်တာကတော့လေမေးခွန်းတစ်ခုပုံမေးမိချင်း asking one question too many ဆိုတာပဲကိုလိုချင်တဲ့အဖြေဒါမှမဟုတ်အားနည်းချက်ကိုဖော်ထုတ်ပေးပြီဆိုရင်အဲ့ဒီမှာရစ်လိုက်ဖို့လိုတယ်ဆက်ပြီးမေးခွန်းညီထပ်မေးရင်လည်းတက်တဲ့ကိုသူပြောခဲ့တာကိုပြန်လဲရှင်းပြခွင့်ဒါမှမဟုတ်ခုခံဖြေရှင်းခွင့်ပေးလိုက်တယ်လို့ဖြစ်သွားတတ်တယ်နောက်တစ်ခုကတော့ကိုမသိတဲ့အဖြေကိုမှန်ပြီးမေးခွန်းမေးတာမျိုးပေါ့အဖြေက ကိုထင်သလိုမဟုတ်ပဲကို့အမှုကိုစန့်ကျင်တဲ့အဖြစ်ထွက်လာခင်ရဲ့အခြေအနေကိုစိုးထားနိုင်တယ်။ဒါကြောင့် cross examination မှာ မေခွန်းတိုင်းကိုတိတိချာချာကြိုတင်ပြင်ဆင်ထားဖို့နဲ့အခြေအနေကိုတိတ်ချအခက်ခက်ပြီးမှမေ့ဖို့အရေးကြီးတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။အရင်သတိထားရမယ့်အပိုင်းပဲ။ cross examination ပြီးရင်တော့ဘာဆက်လာအောင်မလဲဗျ။ cross examination ပြီးရင်တခါလေးမှာတက်တင်များအားပြန်လည်မေးမြန်းခြင်းဆိုတာရှိပါသေးတယ်။ ဒါကတော့ကိုယ်တက်တဲ့ကိုတစ်ဖက်ရှိနေက cross examination လောက်သွားတဲ့အခါမှာမရှိမလင်းဖြစ်သွားတဲ့အချက်တွေဒါမှဟိုအသေးပဲကောက်လွဲနိုင်တဲ့အချက်တွေကိုပြန်လည်ရှင်းလင်းခွင့်ပေးဖို့ကိုယ့်ရှိနေကပြန်မေးတာပါမေးခွန်းအသစ်တီစမေးလို့မရဘူး cross examination မှာပေါပေါခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ပဲမေးရတာပါအော်ဟုတ်ကဲ့နောက်ဆုံးတစ်ခုကတော့အထောက်အထားများတင်သွင်းခြင်း tendering evidence ပေါ့ အထူးသဖြင့်ဆိုင်စရန်တတိခန်ဒီတခြားရုပ်ဝတ္ထုတတိခန်တွေကိုတရားရုံးမှာတရားဝင်တတိခန်သစည်းအဖြစ်လက်ခံမှတ်တမ်းတင်ပေးဖို့တင်သွင်းတဲ့အဆင့်မှာတာကိုသက်ဆိုင်ရာတတိယထွတ်ဆိုချက်ကနေတဆင့်ပြုလို့ရလေရှိတယ်။ဥမာဒီစာချုပ်မှာလက်မှတ်ထိုးခဲ့တာဟုတ်ပါသလားဒီထပ်ပုံကအခင်ပြပွားခြင်းကအခြေအနေဟုတ်ပါသလားစသဖြင့်မေးမြန်းပြီးတော့တတိကဟွန်မန်ကျောက်ထွတ်ဆိုပြီးမှတရားရုံးကိုတင်သွင်းရတာပါ။ဥပဒေနဲ့အညီမမှန်ကန်ကန်တင်သွင်းနိုင်မှုလှုပ်ထုံးလုံးနည်းကိုကျွမ်းကျင်ဖို့လိုတာပေါ့။အသေးစိတ်ရှင်းပြတာကျေးဇူးတင်ပါတယ်ဗျာ။ တက်တဲ့အပြန်လန်စစ်စေးအထောက်ထားတွေတင်သွင်းပြီးတဲ့နောက်မှာတော့တရားဝင်ကအဆုံးသက်ပိုင်ကိုရောက်လာပြီပေါ့တရားလုံးချစ်တဲ့အတွက်နောက်ဆုံးအဓိကလှုပ်ဆောင်ရမယ်အဆင့်ကဘာဖြစ်မလဲခင်ဗျာရာသူကြီးရှင်မောင်မပီးသက်ဖုန်ဖို့တင်ပြခွင့်ရတဲ့နောက်ဆုံးခွင့်ရေပဲလေတရားဝင်စတင်ချင်းကနေအဆုံးအထိတင်ပြခဲ့သမျှတက်တဲ့ထက်ဆိုချက်တွေတက်တဲ့ခံအထောက်ထားအလုံးကိုပြန်လည်သုံးသပ်ရတယ်အဲ့ဒီနောက်မှာဆက်ဆံရဥပဒေပြဋ္ဌာန်းချက်တွေစီရင်ထုံးတွေကိုအတိအကျကိုးကားပြီးတော့ တရားလိုရဲ့တောင်းဆိုခြင်းဟာဘာကြောင့်ချိုးချုံစီလျော့တယ်ဥပဒေနဲ့ညှိညွတ်တယ်တင်သွင်းခဲ့တဲ့အသက်သေခန်းချစ်တွေကဘလို့အထောက်ကူပြုနေတယ်ဆိုတာတွေကိုစနစ်တကျချိတ်ဆက်ပြီးတရားသူကြီးကိုအခိုင်အမာယုံကြည်သောလျောက်လည်တင်ပြရပါတယ်ဒါသာအချက်အလက်တွေကိုပြန်ရွတ်ပြတာမျိုးမဟုတ်ဘဲအဲ့ဒီအချက်အလက်တွေကနေတရားဥပဒေရဘလို့အတိပယ်တက်ရောက်တယ်ဆိုတာကိုရှင်းလင်းပြတ်သောစွာတင်ပြရတာပါအဲ့ဒီအဆုံးသက်လျောက်လည်ချက်တင်ပြရင်တော့ပြရလို့ရှင်ရဲ့အလို့ပြီးဆုံးပြီလား ဒါမှမဟုတ်နောက်ဆက်တွဲပါတီလို့စရာရှိသေးလေဗျာချော်လက်ချက်တင်ပြီးရင်တော့ရှေ့နေရဲ့တရားခွင်တွင်ကအဓိကတာဝန်ပြီးဆုံးလောက်ချက်သွားပါပြီအဲ့ဒီနောက်မှာတော့တရားရုံးကအမှုတွေအလုံးကိုလေးတာသုံးသက်ပြီးတော့အဆုံးဖြတ် judgment ပေါ့ဒါမှမဟုတ်စင်ချက် sentence ပေါ့ဖြစ်မှုမှာဆိုရင်တရားမှမှုမှာဆိုရင် degree degree ပေါ့အဲ့ဒါကို6မှတ်ထုတ်ရစ်ချင်းပြပါလိမ့်မယ်အဲ့ဒီချိန်ဆိုတဲ့နေ့မှာတရားရုံးကသူ့ရဲ့အဆုံးဖြတ်ကိုဖတ်ကြမယ်။ရှင့်နေကအဲ့ဒီအဆုံးဖြတ်ကိုလက်ခံရယူပြီးအမှုတွေကိုရှင်းပြရတာပေါ့ အကေရအမှုတွေကအဲ့ဒီအဆုံးဖြတ်ကိုမကျေနပ်ဘူးဆိုရင်တော့အယူခံအပီးဆက်တက်တဲ့မတက်တဲ့ဉာဏ်ရင်ပြတာအယူခံတက်မယ်ဆိုရင်လိုအပ်တဲ့လုံခြုံစင်တွေကိုဆက်လက်ဆောင်ရွက်ပြရတာမျိုးတွေရှိနိုင်ပါသေးတယ်။ဟုတ်ကဲ့ရှင်းလင်းပြေဆုံးတဲ့ရှင်းလင်းချက်ပါပဲခင်ဗျာ။ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုပြန်ကြည့်လိုက်ရင်လေဥပဒေလောကကိုအခုမှစတင်လေ့လာနေတဲ့သူတွေအလုပ်တင်ရှင်းနေလောင်းတွေအတွက်အဓိကမသားစရာအာယုံဆိုင်စရာအချက်တွေကဘာတွေဖြစ်မလဲ။သူတို့ရဲ့ရှေ့ဆက်ရမယ့်ခီးရအတွက်အရေးကြီးဆုံးသင်ခန်းစာ၃ခုလောက်ထုတ်နှုတ်ပြပါဆိုရင်ဘာတွေဖြစ်နိုင်မလဲဗျ။ အဓိကအချက်၃ရက်ကိုအထူးအလေးထားစီခြင်းပါတဲ့တဲ့ဥပဒေကိုကျွမ်းကျင်စွာနားလည်ပြီးလက်တွေ့အသုံးချနိုင်ခြင်းပါ။ Okay အမှုတစ်ခုကိုကင်တွယ်တော့မယ်ဆိုရင်အခြေခံအကြမ်းဆုံးနဲ့အရေးကြီးဆုံးဥပဒေတွေဖြစ်တဲ့ပြည်မှုဆိုင်ရာဥပဒေ panel ကိုပြည်မှုဆိုင်ရာကျင့်ထုံဥပဒေ CRPC တရားမှကျင့်ထုံဥပဒေ CPC နဲ့တက်တဲ့ခံဥပဒေ Evidence Act တို့ကိုလေစာရွေးသဘောတရားသက်သက်နားလည်ုံမဟုတ်ပဲဒီဥပဒေတွေကလက်တွေ့အမှုအခင်းမှာဘလို့အပြန်အလှန်ဆက်ဆက်အလို့လို့တယ်လေ ကျင့်ထုံးဥပဒေတွေကအမှုရဲ့လုပ်ငန်းစဉ်အဆင့်ဆင့်ကိုဘလို့ထိန်းချောင်းထားတယ်လဲဆိုတာကိုနည်း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 နားလည်ထားဖို့လိုတယ်။ဥပဒေပုံမှန်တွေကိုအလွတ်ကျက်ရုံနဲ့မလုံလောက်ဘူး။အချိန်နဲ့ရရက်အပေါ်မှာဘလို့အသုံးချရမလဲဆိုတာကိုတိဖို့ကပို့အရေးကြီးတာပေါ့လေ။ဟုတ်ကဲ့။ဥပဒေကျွမ်းကျင်မှုကပထမအချက်နဲ့ကျင့်ဝတ်နဲ့ပညာရှိဆိုင်ရာအဖြုမူ Ethics and Professional Conduct ပါ။တရားခွင်ဆိုတာအမှန်တရားကိုဖော်ထုတ်ပြီးတရားမျှတမှုကိုဖော်ဆောင်တဲ့နေရာလေ။ဒါကြောင့်ရှိနေတဲ့ကောက်အတွက် ယောသားမှုတမာတမတ်ကြမှုကအသက်တမျှအရေးကြီးတယ်။တရားရုံးကိုလေးစားရမယ်။တရားသူကြီးကိုယိုတည်ရမယ်။တစ်ဖက်အမှုသေးနဲ့တစ်ဖက်ရှေ့နေတဲ့ရုံးလဲရန်သူလိုသဘောမထားဘဲနဲ့ပညာရှင်ပိသားစွာကျင့်ဝတ်နဲ့ညီဆက်ဆံရမှာမယ်။ကိုယ်အမှုသေးရဲ့အကောင်းဆုံးအကျိုးစီးပွားကိုကာကွယ်ပေးရမှာဖြစ်ပေမဲ့တရားရုံးကိုလှည့်ဖျားလာမမက်မကက်လို့တာမျိုးကိုတော့လုံးဝရှောင်ကျဉ်ရမယ်။ကောင်းမွန်တဲ့ကျင့်ဝတ်နဲ့အပြုမှုကရေရှည်မှာကိုယ့်ရဲ့ပညာရှိကုန်သိက္ခန်ကိုတိဆောက်ပေးပြီး တရားစီရင်ရေးစနစ်တစ်ခုလို့ပေါ့လူတွေရဲ့ယုံကြည်မှုကိုပါမြင့်တင်ပေးတယ်လीဟုတ်ကဲ့ကျင်းဝက်ပိုင်းကဒုတိယချက်ပေါ့သုံးစိတ်ဆက်တည်စားသောပြင်ဆင်မှု thorough preparation ပါဒါကတော့ ammunition တွေတောင်ဖြစ်ဖို့အတွက် အခြေခံအကြစုံနဲ့ဘယ်တော့မှ short မတွတ်တင်တဲ့အချက်ပဲဘလော့ပေးညံကောင်းကောင်းဘလော့ပေးစကားပြောကောင်းကောင်းပြင်ဆင်မှုအားနေရင်တရားခွင်မှာအမားလို့မျိုးဖို့လွဲတယ်အမှုတစ်ခုချင်းစီအတွက်အမှုတွဲ kiss fire ကိုစနစ်တကျတိစောက်ထားရမယ် သက်ဆိုင်ရာအချက်လက်သက်သက်ခံစာရင်ဥပဒေအခွအကာသက်သက်တွေကိုမေးမေးမေးခွန်းတွေအားလုံးကိုကြိုတင် ပြင်ဆင်ထားရမယ်။ရှေ့နေလောကမှာပြောလို့ရှိတဲ့စကားအတိုင်းပဲပြင်ဆင်မှုမပြုတ်ရင်တွေရှုံးလင်းဖို့ပြင်ဆင်ခြင်းမင့်ဖြစ်တယ်။ Feeling to prepare is preparing to fail ဘောဒီအချက်ကိုအမြဲလုံးလုံးတွင်းထားတင်ပါလေ။ကဲဒီနေ့သူတို့အတူတူက လေ့လာခဲ့တာကတော့တရားလိုတယောက်ရဲ့အမှုကိုစတဲ့လက်ခံတာကနဲ့တရားရုပ်အဆုံးဖြတ်ရရှိတဲ့အသည့်ပေါ့လေ။ တရားလို့ရှိနေတယောက်ကဘလို့အစင်စင်ဘလို့နီးပြူဟာတွေနဲ့ကင်တွေ့ဆောင်ရွက်ရတယ်လဲဆိုတာပါပဲပြမှုနဲ့တရားမှုလူမျိုးလုံးအတွေ့အခြေခံလုပ်ငန်းစဉ်တွေရဲ့ရှုပ်ထွေးမှုနဲ့စနစ်ကျမှုကိုရှင်းရှင်းလင်းလင်းညင်တွေ့တော့ကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာတရားလို့ရှိနေတယောက်ရဲ့အလုပ်ဟာစာရွက်ပေါ်ကဥပဒေပုံမှန်လေးကိုရွတ်ပြနေရမဟုတ်ပြနေအချက်လက်စုဆောင်မှု လူတွေနဲ့ဆက်ဆံရေးဘျူဟာချမှတ်မှုတရားခွင်တွင်စွမ်းဆောင်ရေးစတဲ့ရည်ချင်းပေါင်းစုံလိုအပ်တဲ့စင်ခေါ်မှုများတဲ့လုပ်ငန်းစဉ်တစ်ခုဆိုတော့ကိုတတိပြုမိကြမှာပါဟုတ်တယ်ဟုတ်တယ်ဒီနေ့ဆွေးနွေးခဲ့တဲ့အဆင့်တွေအချက်လက်တွေကအခြေခံလမ်းညွှန်ချက်တွေလုပ်ငန်းစဉ်ပုံမှန်အခင်းကျင်းနေတာဖြစ်ပါရှင်လက်တွေ့လောကမှာတော့လေအမှုတိုင်းမှသူ့နေသူဟန်နဲ့ထူးခြားတဲ့မျော်လင့်မထားတဲ့အလေးအပြောင်းတွေမထင်မထားတဲ့အခက်အခဲတွေအမြဲကြုံတွေ့ရနိုင်တာပဲဒါကြောင့် ဒီလုပ်ငန်းစဉ်အဆင့်တွေကိုတည်ရှိထားရုံစက်မှတ်ထားရုံနဲ့မလုံလောက်ဘူး။ကြုံလာတဲ့အခြေအနေအသေးအစ်တွေကိုလက်တွေ့ကြာကြာသုံးသပ်နိုင်တဲ့ wave and buy ချနိုင်စွာ critical thinking ပေါ့နော်။နဲ့အခြေအနေရလိုက်လျောညီထွေ ပြောင်းလဲကြိုက်တွေနိုင်တဲ့အရေးချင်း adaptability တို့မွေးမြူထားဖို့ကအရေးကြီးဆုံးပါပဲ။ဟုတ်ကဲ့။လက်တွေ့လက် theory ပေါင်းဆက်နိုင်ဖို့လိုတာပေါ့။အင်း ဲ့တော့လေဒီဆွေးနွေးမှုကိုနားထောင်နေကြတဲ့လေးလာသူတွေအတွက်နောက်ဆုံးစဉ်းစားစရာအချက်လေးတခုခြံထားခဲ့ချင်ပါတယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့တရားလိုဘက်ကအမွန်လိုက်ပဆောင်ရွက်ရတဲ့အဆင့်ဆင့်ကိုပြန်ကြည့်ပြီးစဉ်းစားကြည့်ပါဦးတရားလိုရှိနေတရားအတွက်အမှုတစ်ခုကိုအနိုင်ရအောင်တိဆောက်ရမှာဘဲအဆင့်ကအဆုံးဖြတ်အပြီးနိုင်ဆုံးအရေးပါဆုံးအခြားချတဲ့အဆင့် most critical leverage point လို့ထင်ပါတယ်လေ အမှုကိုခိုင်မာအောင်အစထည်တဲ့တရားစွဲဆိုလို့ပြင်ဆင်တဲ့အဆင့်လားဒါမှမဟုတ်အချက်လက်တွေတည်တည်ခံပြည့်စုံစူးစောင်းတဲ့အဆင့်လားဒါမှမဟုတ်တရားခွင်တန်းမှာကျွမ်းကျင်စွာမင်းများလျောက်လဲရတဲ့အဆင့်လားအမှုတစ်ခုကိုဘယ်နေရာမှာအလွယ်တကူအနိုင်ရတော့စေနိုင်တယ်လို့ဘယ်နေရာမှာအလွယ်တကူရှုံးနိုင်သွားစေနိုင်ပါသလဲအဲ့ဒါလေးကိုဆက်လက်တွေးခေါ်ခြင်းအပြင်တရားလိုရှိနေတဲ့အရင်းနီးပြဝါနီယောစဉ်းစားပုံကိုပို့ပြီးတော့နားလည်တော်နိုင်ပါလိမ့်မယ်